ပန်နဒီဆီယာကြီးနေအောင်အားလုံးမင်္ဂလာပါ Gobi Page ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ကိုဆိုမှာ Premier League လိုနေရာမှာပန်နဒီကန်ရတယ်ဆိုတာထင်သလောက်တော့လွယ်မနေပါဘူးကိုသမားကောင်းတွေရှိနေတယ်လို့ပြိသက်ဖီအားကလည်းရှေ့ချမ်းကြတာပါဒီလိုပရက်ရှာများလွန်းတဲ့နေရာမှာပန်နဒီကန်ရတာတကယ်ကိုခက်ခဲလာပါတယ် Modern Premier League မှာလည်းကောင်းပါတယ်ဆိုတဲ့ပန်နဒီတကာတွေရှိပါတယ်ဒါပေမဲ့ဘသူကမှတော့100%ဆိုတဲ့မှတ်တမ်းကိုပိုင်ဆိုင်ထားခြင်းမရှိပါဘူးတယောက်တော့ရှိပေမဲ့ဒီကစားသမားကလည်းဘသူမှမထင်မှတ်ထားတဲ့ကစားသမားဖြစ်နေတယ် ပရီးမီးယားလိမှာပန်နဒီကို100%ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့သူနှစ်ယောက်သာရှိပါတယ်။ပထမတစ်ယောက်ကယာယာတိုရီဖြစ်ပြီးနောက်တစ်ယောက်ကရာအူဂျီမီနက်စ်ပါ။ယာယာတိုရီက11 out of 11 record ဖြစ်ပြီးဂျီမီနက်စ်က10 out of 10 record ဖြစ်ပါတယ်။ဂျီမီနက်စ်ကနောက်ထပ်ပန်နဒီနှစ်ဂိုးကိုအမှားယွင်းမရှိကန်သွင်းနိုင်မယ်ဆိုရင်ပရီးမီးယားလိသမိုင်းတစ်လျှောက်အကောင်းဆုံးပန်နဒီကန်သွင်းသူအဖြစ်ရပ်တည်နိုင်မှုရှိနေပါတယ်။အားလုံးမကြည့်သူတွေပါမယ်။နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်။ Winnis က season ပေးတဲ့ giveaway အစီအစဉ်လေးရှိပါတယ်။ဘောလုံးနဲ့ဆိုင်တဲ့မေကွန်းတုံးကို ဖြည့်ဆို့ပြီး Freebet 20နဲ့အခြားကေဗိုလေးလက်ဆောင်များရယူနိုင်ပါပြီ။ဇန်နဝါရီ2026အထိတစ်လကို2ကြိမ် promotion ရှိပါတယ်။ဆိုတော့အသေးစိတ်သိရှိလိုပါက comment box က description မှာခြာရေးပေးထားပါတယ်။ဆိုတော့ Gobi Nico တွေလည်းပါဝင်ပေးဖို့ဖိတ်ခေါ်ချင်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်။